အားလုံးမင်္ဂလာပါခင်ဗျာမတ်လ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနိုင်ငံတော်ဝန်ကြီးချုပ်တမရကာကိုယ်ဦးတည်ချုပ်ပူဇော်မှုကြီးမင်းအောင်လှိုင်ဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေတယ်ဆိုတော့ဘယ်လာရုစ်နိုင်ငံမှာဒီဆွေးနွေးရာတွေဘာတွေနဲ့ပတ်သက်ပြီးတော့အရင်ကြီးတော့အထူးထူးပြောကြမလို့ပုံဝင်လေးလေးကျွန်တော်ပြောရမှာဆိုရင်ဘယ်လာရုစ်ကိုတော့ရုရှားလောက်တော့ ကျွန်တော်ဘက်ကအားမရတာတော့အမှန်ပဲပေါ့နော်ဒါကျွန်တော်အမြင်နဲ့ပြောတာပေါ့နော်ဒီဆိုရထုတ်ပြန်ချက်တွေထဲမှာတော့ခီးသွားကဏ္ဍအကစားကဏ္ဍဥပိယကဏ္ဍစိုက်ပျိုးရေးပေါ့နောက်ပြီးရှင်노ရပစ္စည်းတို့ဘာလို့နောက်ပြီးနှစ်နိုင်ငံပူးပေါင်းပြီးတော့ဒီအာလက်စစ်တုံးကားတွေ ထုတ်ဖို့တော့ပေါ့ဒါဒီဆွေးနွေးခဲ့တယ်နားလည်မှုစာကျွန်တော်လေးလက်မှတ်ရေးထိုးခဲ့တယ်ဆိုပြီးတော့ဒီလိုတရင်ထုတ်ပြန်ထားတာရှိတယ်ဆိုတော့နိုင်ငံတော်စမောချူ၏ကောင်စီဥက္ကဋ္ဌရဲ့ Belarus ခီးစင်မှာထူးထူးခြားခြားပါဖြစ်ပြသွားလဲတော့နှစ်ခုတော့ရှိတယ်ပထမတစ်ချက်ကတော့နိုင်ငံတော်ဗတ်ချန်ကနေပြီးတော့အကမဟာသရီစီတူဘွဲ့ Belarus ရဲ့အာတမနာပေါ့နော် Mr. Lukashenko ကိုပေးတယ်နည်းနည်းလေး မြင်ရတာလူကရှင်ကိုကဒီဆုကိုရတဲ့အချိန်မှာသူကအဲ့ဒီပွဲကိုကောက်နှမ်းလိုက်တယ်ဗောနဒါအနောက်ဒီဥရောပနဲ့နီးစပ်တဲ့နိုင်ငံအချို့မှာလုံလည်လုံထားရှိတဲ့ပုံစံမျိုးဗောနအဲ့ဒါကသူတို့စီရတဲ့ဆုတစိတ်တွေကိုနမ်းတဲ့တယ်ဗောနဘာပြောဒီလိုလုံလိုက်ခြင်းအပြင်တမိုးထားတယ်ဆိုတာ ပြတ်တာတယ်ဗောဆိုတော့ကျွန်တော်တို့ကဘယ်လာရုစ်နဲ့ကျွန်တော်တို့နဲ့ဘာအကျိုးစီးပွားရှိလို့ဒီလိုပေးရတာလဲဗောအတိတ်အထူးသဖြင့်ဒီလိုဆုတစိတ်တွေဆိုတာက နော်ဒီပြည်တွင်းမှာအများဆုံးပေးတယ်စွမ်းဆောင်ရှိတဲ့သူတွေကိုပေးတယ်ပေါ့နော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့မမြင်နိုင်တဲ့တာမန်ပြည်သူတွေမျက်လုံးနဲ့မမြင်နိုင်တဲ့အစိုးရချင်းသဘောတူညီမှုတွေနော်တနိုင်ငံကြားထဲမှာပူတွဲပူပေါင်းဆက်ဆံမှုတွေရှိမှာပေါ့ဒါကြောင့်မို့လို့လဲပေးတင်ပေးတိုင်းလို့ပေးတာပေါ့အလကားတသက်ကြီးတော့ဒီစုစည်ကြီးရောအင်းဆိုပြီးတော့တော့မပေးဘူးပေါ့နော်ဆိုတော့ဒါကြီးပေးလိုက်တယ်ပေါ့ပြီးတော့သူဘက်ကဝင်မြောက်ဝန်သားလက်ခံတာတွေကတော့ကျွန်တော်တို့လည်းကြီးနေတယ်ပါဆိုကျွန်တော်နိုင်ငံမှာဒါ မြင့်မြတ်မှမှာတမူထားရစုစိတ်ကျွန်တော်စုဘလို့နည်းနည်းမှမရနိုင်ဘူးတော့ထဲတယ်ပေါ့နော်ဆိုတော့ဒီဒီလိုစုစိတ်တခုတို့ကရသွားတယ်ပေါ့နော်ဒါကနိုင်ငံတော်အဆင့်မှာတော်တော်ကြီးတောင်းပန်ကြီးကြီးမားမားတောင်းပန်ကြီးထမ်းဆောင်လို့ရတဲ့စုပေါ့နော်ဟိုတော့ဘတ်တပြက်နဲ့နိုင်ငံတော်ပုံကန်လို့ပဲဖြစ်ဖြစ်အမျိုးမျိုးသောအကြောင်းအရာတွေတော့ဘတ်တပြက်တောင်းပန်ထမ်းဆောင်ပြီးထွက်သွားတဲ့သူတွေအတွက်ဒီစုကမရနိုင်ပေါ့နော်ဒီဘလူးစ်ခီးစင်မှာနိုင်ငံတော်စီမောက်ချွေကောင်စီကိုထောက်ကိုကြိုးစုံပုံတွေကကောင်းတယ် အဲခုနကတော့တမရအိမ်တော်မှာဂျူဆိုတဲ့ပုံစံနေတမရနန်းတော်ပေါ့တမရနန်းတော်မှာဂျူဆိုတဲ့ပုံစံနေမှာခခဏနာရှိတယ်အဲကွန်ပျူတာဖွဲ့နေဂျူဆိုတယ်လူကာရှန်ကိုကိုယ်တိုင်နွနွထွေးထွေးထွက်ပြီးဂျူဆိုတယ်နောက်ပြီးလို့ရှိရင်ဒီစနစ်တကျပေါ့နိုင်ငံတော်အဆင့်ဆိုတဲ့အတိုင်းပဲစနစ်တကျဂျူဆိုတယ်ဆိုတော့နိုင်ငံတော်ဘက်ကလည်းဒီတွေးဆုံတဲ့ကိစ္စတွေလုပ်တယ်ပေါ့တွေးဆုံတဲ့ကိစ္စတွေမှာမြူတာလွတ်တော်ဥက္ကဋ္ဌတို့နောက်ပြီးလို့ရှိရင်ဝန်ကြီးချုပ်တို့ ပြီးရင်လူကာရှင်ကိုဒုတိယဝန်ကြီးချုပ်စသဖြင့်အများအပြားနဲ့တွေ့ဆုံခဲ့တယ်ပြီးတော့သဘောတူညီမှုနားလည်မှုစာချုပ်လိုက်လက်မှတ်ရေးထူးကြတယ်ပေါ့နော်။ဒါလှုပ်လှိလှုပ်ထရှိတဲ့အရာတွေပဲဖြစ်တယ်။အကောင့်ထဲပေါ်ဤမပေါ်ဤဆိုတာနောက်ဆက်တွဲဆွေးနွေးမှုနောက်ဆက်တွဲဒီမှာဆက်ပြီးတော့ဆောင်ရွက်မှုတွေမှာပဲမူတည်မယ်။ဆိုတော့နိုင်ငံတော်လူကြီးဆိုတာကတော့ဘယ်ဘက်သွားသွားတော့လမ်းဖောက်ပြရမယ်တောင်းဝန်ရှိတယ်။အဲ့ဒီနောက်ကိုလိုက်ပြီးတော့ဆွေးနွေးရမှာညှိနှိုင်းရမှာပြည်လည်အောင်လုပ်ပြီးတော့ကိုယ်နိုင်ငံကိုအကျိုးတွေတည်ပိုးဆောင်ရွက်ရမှာကဒီနောက်ကနေလိုက်လို့ရမယ်။ ်ခေါင်းဆောင်ငယ်တွေရဲ့တောင်းပန်ဖြစ်တယ်လို့ကျွန်တော်တို့ကဒီလိုပဲပြောရမှာပေါ့နော်ဒါနိုင်ငံတော်စီမံချုပ်ကြီးကောင်စီဥထားရဲ့ဘယ်လာရုစ်ခီးစင်နဲ့ပတ်သက်ပြီးတော့ဒါပြောကြချက်တွေပေါ့နော်တွေ့ရှိချက်အနေနဲ့ပြောရမှာဆိုရင်တော့ကျွန်တော်အကြီးဆုံးတွေ့ရှိချက်ကတော့ဒါဒီတစ်ခါတော့သူပေါ်ပေါ်ထင်ထင်ပြောသွားတယ်2025ခုနှစ်ဒီဇင်ဘာမဟုတ်လို့ရှိရင်2026ဇန်နဝါရီပေါ့ဒီလိုအစောပိုင်းမှာလုတ်ပြီးမယ်ဆိုပြီးသူကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကြေညာလိုက်ပါပြီအစောတော့ MC မဲ့ နိုဝင်ဘာမှာလုံးမလုံးလို့ဒီဇင်ဘာမှာလုံးလို့စသဖြင့်ပေါ့နော်အကုန်လုံးခတ်မှန်းနေကြရှိတယ်ဘယ်တော့လုံးမလဲဆိုတာမသိဘူးဒါပေမဲ့အခုတော့ဒါဒိတ်ခုပြီးသွားပြီတော့အခုက3လပိုင်း3လပိုင်းဆိုတော့အဲ့တော့12လပိုင်းတော့မဟုတ်နောက်နှစ်တလပိုင်းမှာလုံးမယ်ဒါရှင်းရှင်းလင်းလင်းဖြစ်သွားပြီပေါ့နော်အဲ့တော့နောက်9လတော့မဟုတ်10လအထွန်းမှာရေကောက်ပွဲဖြစ်လာတော့မယ်အဲ့တော့ရေကောက်ပွဲအဲ့ဒီတော့မှကြီးညာမှာလာဒါမှမဟုတ်လို့ရှိရင်အဲ့မတိုင်ခင်ပေါ့နော်ရေကောက်ပွဲမတိုင်ခင်6လကြိုပြီးတော့ဒီကြိုတင်ပြင်ဆင်မှုတွေလုံးမှာလာဆိုတာတော့ကျွန်တော်တို့မသိရသေးဘူးဒါပေမဲ့ နိုင်ငံစမြုပ်ချုပ်ကောင်စီဥက္ကဋ္ဌရဲ့ပြောဆိုချက်အရဒါ2025ဒီဇင်ဘာမှဝင်2026ဇန်နဝါရီမှာတရားပေါက်ရွေးကောက်ပွဲကျင်းပတော့မယ်အဲ့တော့ရွေးကောက်ပွဲကျင်းပတော့မယ်ဆိုတော့ဒီဘယ်လာရုစ်ကလည်းဒီလိုမျိုးသူ့နိုင်ငံကနေပြီးတော့ဘယ်လိုပြောရမလဲစောက်ကြီးလေးလာတဲ့သူတွေလွတ်မှာပေါ့နော်ဒီလိုတွေလှုပ်ဖို့အစီအစဉ်ရှိတယ်ဆိုတော့ပြောဒါနဲ့ဆက်ဆက်ပြီးပြောထွက်လာတဲ့ခါကျတော့ဒါယူကော့ပွဲအတွက်နိုင်ငံရေးပါတီတွေပြင်ဆင်ဖို့အချိန်တစ်ခုရသွားပြီကျွန်တော်ကြားသလောက်ဒါပြိုင်မဲ့အချို့မျိုးနယ်တွေလည်း အာစည်ရင်းတွေလည်းကျွန်တော်တို့ကလည်းအနေငယ်များတော့ခံမှန်းမိတယ်ပေါ့နော်အဲတော့အားလုံးကပြင်ဆင်ပြီးပါပြီသူကလည်းသူဆက်လုပ်သွားဖို့ပဲရှိပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဒါယူကရိန်းနဲ့ပတ်သက်ပြီးတော့ရုရှားဘက်ကတုတ်ပြန်မှုတစ်ခုထွက်လာပါတယ်အဲ့ဒါကတော့ရုရှားအနေနဲ့ယူကရိန်းကိုအပေးယူလုပ်ပြီးတော့ရှော့ပေးဖို့ဆန္ဒမရှိပါဘူးလို့ပြောပါတယ်အဲ့ဒါကဘာပြောရလဲဆိုတော့လက်ရှိရုရှားအဲသူရုရှားစကားပြောတဲ့နေရာတွေကိုတင်ထားတယ်ပေါ့ဒိုနက်စ်တိုလူဟန်လိုနေရာတွေမှာရှိတဲ့ဒီရုရှား စကားပြောတဲ့သူတွေသူဝင်ပြီးထိမ့်သိမ်းထားတယ်ဝင်ပြီးတော့ကာကွယ်စောက်ရှောက်တယ်လို့သူတို့ကပြောတယ်ရုရှား passport တွေပါထုတ်ထားပြီးတယ်အဲ့လူတွေသူတို့ကကာကွယ်ထားတယ်လို့ပြောတယ်အဲ့အတွက်အဲ့နေမျိုးတွေကိုပြန်ပြေးစရာအကြောင်းလုံးဝမရှိလို့သူကပြောတယ်ဒါကရုရှားရဲ့ second reason ဖြစ်ပါတယ်ပထမ reason ကကျွန်တော်ပြောခဲ့ပြီးပါတယ်အဲ့ဒါရှင်းတယ်အဲ့ဒါပါလဲဆိုတော့ Ukraine အနေနဲ့နေလို့တပ်ဖွဲ့ဝင်နဲ့မဝင်နဲ့နေလို့တပ်ဖွဲ့နဲ့မဝင်နဲ့နော်ခုအစောပိုင်းနေရပြောတယ်ကျွန်တော်တိတိလောက်တော့မှကျွန်တော်အဲ့တဲ့ရင်နဲ့ပတ်သက်ပြီးနှစ်ခါသုံးခါတော့ကျွန်တော်ဖတ်ဘူးတယ်ဖတ်ဘူးတဲ့ခါကျတော့ ဒါပေမဲ့မရအောင်ဇလန်စကီကနေတိုးဖွဲ့တယ်ဝင်မှု အတင်းစူးစားဒါပေမဲ့ခူပချန်းကတော့ဒီဝင်ချင်းတယ်လို့လို့မဝင်ချင်းတယ်လို့ပြပြီးတော့မြှူတဲ့သဘောပေါ့နော်အဲ့ဒီနောက်ပိုင်းမှာတော့နော်စစ်ဖြစ်တယ်စစ်ဖြစ်တဲ့အချိန်မှာတော့နှစ်ဖက်လုံးထိခိုက်နေတာတယ်ကျွန်တော်ဇလန်စကီကိုစာနာတယ်နော်ဇလန်စကီကအဲ့ဒီအချိန်မှာအော်သူရုံးကန်ရတယ်ပေါ့အမေရိကန်ခွာလိုက်တဲ့ချိန်မှာပို့ပြီးတော့တနာဖို့ကောင်းတယ်ဒါပေမဲ့လေရုရှားအနေနဲ့ပေါ့အဲ့လိုမျိုးမလုပ်ရဘူးလား နော်ရုရှားအနေနဲ့လို့မလို့တကယ်လို့အမေရိကန်ရဲ့အိမ်ကြီးချင်းတက်နေရမှာသူ့ရဲ့ရန်သူပေါ့ဥပမာကျူးဘားလိုနေရာမျိုးမှာဟောဆူဘီယက်စ်ကဒီဒုံးပြန်အရေးခင်ဖြစ်ဖို့အတွက်ဒုံးကြီးတွေပါလာခင်းတာမျိုးဘာလို့လှုပ်လိုက်တာမျိုးဆိုရင်ဘလော့တီအမေရိကန်ပြရာခတ်သွားတယ်ဘလူတွေအောင်ဖြစ်သွားတယ်ဆိုတော့ရုရှားကလည်းဒီလိုပဲဖြစ်ပါတယ်နော်ကျူးဘားနဲ့ဆူဘီယက်နဲ့မှာဟာမိတ်ဖြစ်တယ်လို့ပဲနော်ယူကရိန်းမှာအဲ့လိုနီတိုမဟာမိတ်တွေကလာပြီးတော့စစ်စခန်းဆောင်မှာရုရှားမလိုလားပါဘူးအဲ့ဒီအတွက်ကိုဆော်ရီယာပြောတာနော်အခု အပြန်ပြီးတော့တံ့မြန်ခံစားရတာပဲကျူပါရေခင်းဖြစ်တယ်လို့ပဲအခုဒါဂျူကရိန်းဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုအမေရိကန်ဘက်ကမတရားဘူးလို့ပြောတဲ့သူတွေရှိတယ်ဘာကြောက်လဲဘာကြောက်အမေရိကန်မတရားတာလဲအမေရိကန်အရင်မူဝါဒနဲ့ကျွန်တော်ပြောဘူးလက်ရှိထရန့်ရဲ့မူဝါဒနဲ့ဘာလို့မတရားတာလဲအမေရိကန်ကယူကရိန်းကိုကာကွယ်ပါမယ်ဆိုပြီးတော့ဟိုသူ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှမရှိတာဘူးအဲ့တော့ဒေါ်နယ်ထရမ့်ကဖွဲ့စည်းပုံအခြေခံဥပဒေ United States of America ရဲ့ ီ constitution ကိုကင်ပြီးတော့ဟိုကျန်းတစ္ဆာချင်းဆိုလာတာလေယူကရိန်းဖွဲ့စည်းပုံကိုကင်တွေ့ပြီးတော့ကျန်းတစ္ဆာချင်းဆိုလာတာမဟုတ်သူ့မှာဘာမှတောင်းဝင်မှုတောင်းဝင်ခံမှုရှိစရာမလိုဘူးသူပေးချင်တဲ့ချိန်ပေးမယ်မပေးချင်မပေးဘူးအဲ့တော့တော့ Donald Trump မစားနာဘူးတွေပါတွေတော့မလုံးနဲ့သူပေးနေတဲ့ပတ်စံတွေကအမေရိကန်ပြည်သူတွေရဲ့အခွန်နေနော်အဲ့တော့အမေရိကန်ပြည်သူတွေရဲ့အခွန်တွေကိုသူများနိုင်ငံတကာနိုင်ငံကိုကာကွယ်ဖို့အသုံးသွားချစရာအကြောင်းတကြောင်းတော့မရှိဘူးအဲ့လိုပဲဥရောပကို နော်ရုရှားကျူးကျော်လာမှာဆိုလို့ဆိုလို့ရှိရင်ဥရောပနိုင်ငံတွေပူပေါင်းပြီးကောက်ွယ်ရမှာနော်ဥရောပနိုင်ငံဆိုင်တယ်ပေါ့နော်ဆိုတော့ဒီမှာလဲဒါရုရှားဘက်ကယာစတန်ထပ်ပြောလိုက်တယ်ပေါ့နော်အဲ့တော့ဥရောပကိုတကယ်လို့ကောက်ွယ်ခြင်းနဲ့ဆိုလို့ရှိရင်နော်ယူကရိန်းနဲ့မှာယူဘတက်တီလာချမှာဆိုရင်ရုရှားနဲ့ညှိနိုင်မညှိနိုင်မယ်နဲ့တော့အဲ့လိုပြောလို့မရဘူးလုပ်လို့မရဘူးပေါ့နော် မဟုတ်ဆိုလို့ရှိရင်ရုရှားယူကရိန်းစစ်ပွဲမဟုတ်ဘဲနဲ့ရုရှားဥရောပစစ်ပွဲတိုက်ရိုက်အနေနဲ့အသွင်ဆောင်သွားမယ်ဆိုပြီးတော့ဒါနိုင်ငံတိုင်းဝန်ကြီးဆာဂီလက်ပရော့ကပြောထားတာရှိတယ်ပေါ့နော်။အဲ့တော့ဒါကဥရောပအခြေအနေဖြစ်ပါတယ်။နောက်တစ်ရင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒါစကိုင်းတိုင်းဒေသကြီးမင်းငင်းမြို့နယ်ပေါ့နော်။မအူကုံရွာမှာဖြစ်ပါတယ်။မအူကုံရွာကပြည်သူစစ်တယောက်ကဒါတနက်လေးလွယ်ပြီးတော့ရာခင်းနဲ့သွားတယ်ပေါ့နော်။ရေးသွားသွင်းတာပေါ့နော်။ရာရာခင်းနဲ့သွားတဲ့အချိန်မှာသူသွားတဲ့လမ်းနဲ့ PDD လာတဲ့လမ်းနဲ့ ည်းနည်းလွဲတယ်နဲ့တူပါတယ်။ဒါပေမဲ့ तू ကအရင်မြင်သွားတယ်ပေါ့။ဒါပေမဲ့ဒီပြည်သူစစ်ကိုတော်တော်လေးကျွန်တော်ချီးကျူးချင်တာ။ तू တယောက်တည်းရှိပါရဲ့နဲ့ဟို30လောက်ရှိတဲ့အဖွဲ့ကို तू ကတကယ်ဆိုရွာကိုသွားပြန်ပြောပြီးတော့အင်အားထုတ် ပြီးမှပြန်ပြီးတော့တိုက်ရမှာ။အမဟုတ်သူ့မှာပါတဲ့တဏ္ဍနဲ့ BA 63နဲ့နော် BA 63နဲ့မျိုး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 ဆိုပြစ်ချပလိုက်တာ ဲ့တော့တန်ရာရတဲ့သူတွေရှိတယ်အတုံးယုံပေါ့လဲလဲကွဲကွဲတစ်ဖြစ်ဟိုကလည်းချက်ချင်းဟိုဘက်ပြန်ဆိုဒီဘက်ပြန်ဆိုမှာတနတ်တန်ကြားရတယ်ရွာနဲ့လည်းမလန်းမကန်းထင်ပါတယ်တိတ်တော့မဝေးဘူးပေါ့နော်အရွာလည်းချက်ချင်းတော့အပြည်သူစစ်တွေကလိုက်လာတဲ့အခါမှာတရောတော်ဘာနဲ့ပြီးတော့အလောင်းတလောင်းကျန်ခဲ့တယ်တနတ်တလက်နဲ့ဒီခဲရဲနေကျန်ခဲ့တယ်ဟိုပြောချင်တာသူ့ရဲ့ဒါတတိပေါ့နော်သူ့ရဲ့တတိပေါ့ချက်ချင်းသူ့ရဲ့တုတ်ပြန်နိုင်မှုပေါ့တကယ်ဆိုရင်ဒါ တတိရှိတဲ့တဲ့ဆိုင်အတော့တကူးကူးဖြစ်သွားနိုင်တယ်ဗောနော်တကူးဖြစ်သွားနိုင်တယ်ဒါမဲ့သူရအောင်သူလုပ်ခဲ့ရဗောနော်အဲ့မှာအလောင်းတလောင်းကြံတယ်တနက်တွေကြံခဲ့တယ်ကြံတာလဲဒဏ်ရာရတဲ့သူတွေဆွဲပြီးဒေဟောတော့ပါပြေးသွားတယ်ဗောနော်ဒီလိုပြည်သူစင်မျိုးကလည်းရှားပါတယ်နောက်တစ်ခုကတော့ဒါအာကျေလာတဲ့ TNL ဗောအကုန်လုံးနဲ့တိပိသားဖြစ်မှာပါဒီ TNL ကရှမ်းပြည်နယ်မြောက်ပိုင်းမှာတော်တော်များများနေရာတွေကိုပြဿနာရှားတယ်ဟောအဓိကကတော့ နည်းနည်းလေးကျေလာတာပေါ့သူ့အောက်မှာဒီ PDF တွေအများကြီးထားပြီးတော့လေးကျေလာတဲ့သဘောမှရှိတယ်။ဘာကြောင့်လဲဆိုတော့အစောပိုင်းမှာသူက PDF တွေတုံးချပြီးတိုက်တယ်။သူ့လူကသူ့လူတိုင်းကြံခဲ့တယ်။သူ့တက်ကတော့အများကြီးရော့တာတိတ်မရှိဘူးပေါ့နော်။သူ PDF တွေတုံးချပြီးတိုက်တဲ့ချိန်မှာ PDF တွေပဲသိသွားတယ်။သူကအဲ့တိုင်းပဲ DNL ရဲ့သူ့အင်အားတိုင်းမှာဆက်ရှိနေစေထပ်ပြီးတော့လူသစ်စုဆောင်းတာလည်းမှလည်းဆိုအင်အားတော်ထပ်တိုးလာတဲ့အနေအထားမှရှိတယ်ပေါ့။အဲ့တော့ဘာဖြစ်လဲဆိုတော့အခုဆိုရင်ဒါကြောက်မဲမှာရှိတဲ့စခန်းသားပေါ့စခန်းသားရွာမှာရှိတဲ့ SSPP SSC အဖွဲ့ကိုလာမဲ့ ရက်တွေအတွင်းမှာအဲ့နေရာနေပြောင်းမိဖို့အတွက်နော် TN လေးရရာဇသံပေးထားပါပြီအမိတ်ထုတ်ထားပါပြီအဲ့တော့ချမ်းပြည်နယ်ကနေရှမ်းတပ်ဖွဲ့ကတော့မောင်းထုတ်ခံရတော့မှာဖြစ်ပါတယ်နော်ချမ်းဖွဲ့လို့နာမည်ခံထားတဲ့ SSPV SSC ကတော့မောင်းထုတ်ခံရမယ့်သဘောမှာဖြစ်နေပါပြီနော်အဲ့ဒီလိုပဲချမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်ထဲမှာရှိတဲ့ကုတ်ခိုင်မြို့ပေါ်မှာရှိတဲ့ KIA ရဲ့ဆက်ဆံရေးယုံပေါ့နော် KIA KIA ကိုဆက်ဆံရေးယုံကို TNL ကအင်အားနဲ့ဝင်စီးတယ် ကိုစီမောင်းထုတ်တယ်ဒီမှာနေစရာအကြောင်းမရှိဘူးနေဖို့အကြောင်းမရှိဘူးဆိုမောင်းထုတ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့နှစ်ဖက်တင်းမာမှုတွေတော်တော်ကြီးကြီးကြီးမားမားဖြစ်နေခုန SSPB SSC နဲ့တင်းမာနေတယ်လို့ပဲဒီခု KIA နဲ့လည်းတင်းမာနေတယ်ကိုခိုင်မျိုးပေါ်မှာနော်ကိုခိုင်မျိုးမှာအဲ့လိုတင်းမာနေမှာ KIA ကအင်အားသုံးပြီးကိုခိုင်မျိုးတွေကိုဝင်လာဖို့ကြိုးစားတယ်တနက်နဲ့ပြစ်တာတော့မရှိသေးဘူးအခုတော့နှစ်ဖက်အင်အားသုံးပြီးတော့ဒါထိတ်တိုက်တွေးဖြည့်ရှင်းနေတယ်နှစ်ဖက်ဒါတိုးထိုးအခြေအနေတွေဖြစ်နေတယ်ပေါ့နော်မဝင်ဖို့အတွက်တားဆီးတယ် TNL ကိုခိုင်မျိုးတွေမဝင်နိုင်မင်းတို့ ကရရင်လည်းဝင်မှမရအောင်။အဲဆိုကုတ်ခိုင်ကချင်လည်းရှိတဲ့ခါကြပါတော့။အဲ့လိုတွေဖြစ်ပေါ်နေတဲ့အခြေအနေမှာရှိတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အဲကျွန်တော်တို့လူမျိုးချင်းချင်းကွဲပြားတဲ့အချိန်မှာပေါ့နော်။ကျွန်တော်တို့တိုင်းရင်းသားချင်းတယောက်နဲ့တယောက်နဲ့ကွဲပြားနေတဲ့အချိန်မှာအိန္ဒိယကမီဇိုရန်ပြည်နယ်ကလွတ်တော်အမတ်လွတ်တော်အမတ်က မြန်မာနိုင်ငံထဲကိုဝင်လာတယ်ပေါ့နော်မြန်မာနိုင်ငံထဲကိုဝင်လာတဲ့အဲ့ဒီနေဆက်မှာရှိနေတဲ့ Victoria ချင်းစခန်းပေါ့နော်ချင်း PDF ရဲ့ scan Victoria စခန်းကိုရောက်ခဲ့တယ်နော်ပြောချင်တာကတော့အဲ့ Victoria စခန်းကိုအရင်တော့ဘုံကျဲတော့သူကစစ်ဆောင်စခန်းလို့ပြောတယ်အခုကတော့သူတို့ရဲ့စခန်းဖြစ်သွားပြီလို့ပြောတယ်အဲ့ဒီလွတ်တော်အမတ်ကမီဇိုရန်ပြည်နယ်လွတ်တော်အမတ်ကသူ့နာမည်က Van Lavina ပေါ့ Van Lavina ဆိုတော့သူကဘာပြောလဲဆိုတော့ဒီမြန်မာစစ်တပ်ကအင်အားချိနေနေတယ်အဲ့ဒီတော့နော် အိန္ဒိယဆိုရနဲ့ပူပေါင်းဖြည့်ရှင်မှုတော့သူအနေနဲ့အဲ request လုပ်တယ်ပေါ့နော်ဖြစ်နိုင်တယ်ဆိုလို့ရှိရင်တကယ်လို့လိုအပ်တယ်ဆိုလို့ရှိရင်အိန္ဒိယပြည်တော်စုတဲ့တောင်ဝင်နိုင်တယ်ဆိုသူကပြောသွားတယ်ဒါကျွန်တော်တို့အချုပ်ချာအာဏာကိုထိပါတဲ့သကလုံးမျိုးဖြစ်တယ်နော်ဒါကချင်းမီဒီယာတွေမှာဖော်ပြလာလို့ကျွန်တော်တို့လည်းပြောတာအဲ့တော့အိန္ဒိယဆိုရကဒါကိုသိချင်မှသိမယ်သိရင်လည်းဒါမျိုးပြောခွင့်ပေးမှာမဟုတ်ဘူးလွတ်တော်အမတ်တယောက်အနေနဲ့ဥပဒေကိုနားလည်ရမယ်အချုပ်ချာအာဏာကိုလေးစားလိုက်နိုင်ရမယ်အဲ့တော့ကျွန်တော်တို့နိုင်ငံဘက်ကလည်းနော် ကျွန်တော်ရဲ့အချုပ်ချာအာဏာကိုပြတ်သားရမယ်။ဒါကကျွန်တော်အချုပ်ချာအာဏာဖြစ်တယ်။ဒီကိုခွင့်မတောင်းမဲ့ဝင်လာပြီဆိုတဲ့ဟိုကဒါတော်တော်လွန်ကျူးနေတဲ့အနေအထားဖြစ်နေပြီ။အခြားနိုင်ငံကနော်ပြည်နယ်တစ်ခုကဥပဒေပြုလွတ်တော်အမတ်တရားဖြစ်ပါလျက်နဲ့ကျွန်တော်တို့နိုင်ငံတွေကိုအခုလိုတရားမဲ့တရားလက်မဲ့ဝင်လာတယ်။ဝင်လာတဲ့အပြင်ကမှနော်ဆိုတော့အိန္ဒိယနဲ့ကျွန်တော်တို့နဲ့ဘာမှအမုန်းပွားစရာအကြောင်းမရှိဘူး။နော်ဒါပေမဲ့ဝင်လာတဲ့အပြင်မှာကျွန်တော်တို့နိုင်ငံတွေကနေပြည်အစိတ်ပိုင်းတစ်ခုကိုအိန္ဒိယတွေဝင်มาဆိုပြီး record လာလုပ်တဲ့ဇာကားကတော့ လွန်လွန်ကျူးကျူးကိုဖြစ်တယ်။တော့ဒါကတော့ကျွန်တော်မဟုတ်ဘူးဒီဗီဒီယိုကြည့်နေတဲ့သူတယောက်ချင်းတယောက်ချင်းစီတိုင်းเนาะဘယ်သူမှလက်ခံနိုင်မယ်လို့ကျွန်တော်မထင်ဘူး။ကြိုက်တဲ့အရာပြော။ဝါစိမ့်နီးပြကြိုက်တဲ့အရာပြော။ကျွန်တော်နိုင်ငံထဲကချင်းပြည်နယ်ကိုအိန္ဒိယပြည်တော်စုတွေကိုတွတ်သွင်းမှုအတွက် request လာလုပ်တယ်ဆိုရင်လက်ခံမလား။နော်ကြိုက်တဲ့ခေါင်းစဉ်မတက်ဖက်ဒရယ်ဒီမိုကရေစီတွေကြိုက်တဲ့ခေါင်းစဉ်တက်ကျွန်တော်တို့ကအမြင်နေရအဲ့မြေပုံလေး အဲ့မြေပုံလေးကိုခေါင်းဖြတ်ချင်တာလားခြေထောက်ဖြတ်ချင်တာလားဘေးကဖဲ့ချင်တာလားအဲ့လိုမျိုးလှုပ်တယ်ဆိုလို့ရှိရင်ဘယ်သူလက်ခံနိုင်လဲနော်ဒီလက်ခံနိုင်လဲကျွန်တော်ပြောချင်တာလားကျွန်တော်တို့ကအိန္ဒိယနဲ့ပတ်သက်ပြီးတော့ချင်းချောက်မှုတစ်ခုမှမရှိဘူးเนาะကျွန်တော်တို့နိုင်ငံထဲမှာလည်းเนาะအိန္ဒိယရဲ့ရန်သူတွေလာပြီးတော့ဟိုအတက်ဆွဲနေတာမရှိဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံထဲကိုเนาะဘယ်နိုင်ငံကမှကျွန်တော်နိုင်ငံရဲ့ဘိုင်းနက်ကိုဖဲ့ယူလို့ ဖိတ်ယူစရာအကြောင်းမရှိဘူး။ဒါတော့ကျွန်တော်တို့ပြောရမယ်။မဖိနိုင်ငံမှတ်တာမျိုးလုပ်လို့မသိတော့ဘူး။မပြောဆိုလို့လည်းမကောင်းနော်ဒါကကျွန်တော်တို့နိုင်ငံကိုပါစပ်နဲ့စော်ကားတာကျွန်တော်ရဲ့အချုပ်ချာအာဏာကိုထိပါစော်ကားတာဖြစ်တဲ့အတွက်တသက်ဆိုင်နိုင်ငံသားကြီးဌာနကတောင်းရှိတဲ့သူတွေအနေနဲ့လည်းဒီဟာနဲ့ပတ်သက်ပြီးတော့ဒါစုံစမ်းပြီးတော့ကန့်ကွက်တာတွေပါတယ်လုတ်တင်တယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်တကယ်လို့သိရင်လည်းလုံမယ်လို့ထင်ပါတယ်ဒါကျွန်တော်ကျွန်တော်အမြင်ပေါ့နော်လုံမယ်လို့ထင်ပါတယ်ဆိုတော့နောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ ဒီကုံသွေးစစ်ပွဲကိုအမေရိကန်ဘက်ကထရန့်ကလှုပ်တယ်။သူကတော့သူ့နိုင်ငံကြည့်ပြီးသူလှုပ်တာပဲ။အဲ့တော့သူ့နိုင်ငံနဲ့တွင်းလာမဲ့ဘယ်ကုန်ပစ္စည်းကိုမဆိုအဲစာသဘေကနေဒါဆိုလို့ရှိရင်လည်း25ရာခိုင်နှုန်းမက္ကဆီကို25ရာခိုင်နှုန်းဒါပေမဲ့လည်းအဲ့နေရာနှစ်ခုလုံးကိုကနေဒါနဲ့မက္ကဆီကိုကိုခဏသူက yes လိုက်တယ်။နော်ခဏရက်လိုက်တယ်။ရက်ပြီးတော့သူကပြောလဲဆိုတော့ခဏဆိုင်းငံ့ထားတယ် ကိုတော့ဆိုင်ငံနဲ့ကိစ္စထထွက်လိုက်ဆိုတော့ထရမ့်မှာတဏိတယ်မူဝါဒတွေအမျိုးမျိုးတွေပြောင်းတယ်သူကစားနေတဲ့သဘောမှရှိတယ်သူကိုယ်တိုင်ကလည်းစီးပွားသမားဖြစ်တဲ့အတွက်သူကစားနေမှာပဲဆိုတော့သူကစားနေတယ်အဲ့တော့ဒါပေမဲ့တရုတ်ကိုကြတော့အဲ့လိုမဟုတ်သေးဘူးတရုတ်ကပထမ30ရာခိုင်နှုန်းเนาะပြီးလည်းပြီးတော့ဒီနှစ်ဖက်အပြန်လန်းเนาะဒီလေတိုင်းပေါ်မှာတိုက်ခိုက်နေရင်လည်းထပ်ပြီးထွက်လာတဲ့တရင်ရတရုတ်ကနောက်ထပ်30ရာခိုင်နှုန်းထပ်တူတယ်တရုတ်ကလည်းရှင်းတယ်သူ့နိုင်ငံကိုသွင်းမဲ့အမေရိကန်ရဲ့ပစ္စည်းတွေထပ်ပြီးတော့သူကအခွန်တင်တယ် အဲ့တော့တရုတ်နိုင်ငံတိုင်းဝန်ကြီးဌာနဒီပြောရေးဆိုခွင့်ရှိသူပေါ့နော်လီယန်ဂျီယန်ကဗာပြောလဲဆိုတော့ကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တယ်ပေါ့သူတို့နိုင်ငံအဲ့တော့ဘယ်လိုမျိုးနော်ဘယ်လိုစစ်ပဲဖြစ်ဖြစ်နော်ကုန်သွယ်ရေးစစ်ပွဲမှာမဟုတ်ဘယ်လိုစစ်ပွဲပဲဖြစ်ဖြစ်ရင်ဆိုင်မှုတရုတ်ကအသင့်ရှိတယ်ဆိုပြီးပြောတယ်ဒီစကားကတော်တော်တာသွားတယ်နော်တော်တော်တာသွားတယ် တရုတ်ဘက်ကဒီလိုမျိုးပြောလိုက်တာဘယ်လိုစစ်ပွဲအသွင်မျိုးပဲဖြစ်ဖြစ်သူတို့ဘက်ကရင်ဆိုင်မှုအသင့်ရှိတယ်ဆိုပြီးပြောတာကတော်တော်တာသွားတယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်ကသွားပြီးတော့စရာရောက်တယ်။နောက်ပြီးတော့2025ခုနှစ်တည်းကျွန်တော်တို့ရောက်နေပြီ။အဲ့တော့တရုတ်အနေနဲ့ဒီလို aggressive စံတဲ့စကလုံးကိုပြောလိုက်တာကအဲထိုင်ဝမ်အတွက်လည်းမျက်ခုံးလို့စရာပဲ။ဘာကြောင့်လဲဆိုတော့သူအမေရိကန်ယူမဆိုင်ဘူးဆိုတာပေါ်တင်ပြောလိုက်ပြီးတဲ့နောက်ပိုင်းမှာဂျန်နက်ကိစ္စသူဟိုဘယ်လိုလဲ ပီပီပီတီယူပြောသလိုပဲလားမသိဘူးကန်းကုံအောင်မိုက်တဲ့တော့မဲ့တဘောမှရှိတယ်နော်ကန်းကုံအောင်မိုက်တော့မဲ့တဘောမှရှိတယ်ဒါတို့တော့ကျွန်တော်တို့စောက်ကြည့်ရမယ်ကံမကောင်းစွာနဲ့ပဲကျွန်တော်တို့နိုင်ငံကကပမတိမငင်ဖြစ်နေတဲ့အချိန်ကပငင်ချင်ရေမတိငင်နေတဲ့အချိန်မှာကျွန်တော်နိုင်ငံကလည်းရောပြီးမတိမငင်ဖြစ်နေတကယ်ဆိုတော့ဒီအချိန်ကကျွန်တော်တို့မူးရွာတော့ရေခမ်းရမယ့်အချိန်ပေါ့နော်အဲ့တော့ပြည်တွင်းထုတ်ကုန်တွေကောင်းကောင်းထုတ်ထားရမယ် เนาะကျွန်တော်တို့ကကဘာမှမတည်မြင်ဖြစ်လာပြီဆိုရင်ကျွန်တော်တို့နိုင်ငံကလိုက်ပြီးတော့နောက်ကနေရောရောင်တန်ရောင်လိုက်ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ကျသွားလိမ့်မယ်ပေါ့နော်ဒါလည်းပြောရင်လည်းရှိပါတယ်ဒီနေ့မှာတော့မြန်မာနိုင်ငံထဲကိုတရားမဝင်ဝင်ရောက်လာတဲ့ဒီ online လိန်လေတဲ့ကြားပြန့်လုပ်ဖို့အတွက်ရောက်လာတဲ့ပြည်ပနိုင်ငံသား458ဦးကိုလဲပောင်ပြည့်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီလိုပဲနောက်ထပ်250ဦးကိုထပ်မံစစ်ဆေးဖော်ထုတ်ထင်းထင်းနိုင်ခဲ့တယ်လို့သိရပါတယ်မြန်မာဘက်မှာ အဲ့ဒီကြားဖြတ်နေကိုဖမ်းနေသလိုပဲထိုင်းထဲမှာလည်းမြန်မာနိုင်ငံသားနဲ့ဒီတရားမဝင်နိုင်ငံသားတွေကိုအရှိန်မြင့်ပြီးဖမ်းဆီးဆောင်ရွက်နေတာတွေ့ရပါတယ်။နောက်သတင်းဘုတ်ကတော့ခုနကတော့ချင်းသတင်းပါပဲ။အဲ့ဒါကတော့ချင်းပြည်နယ်တီးတိမ်မြို့နယ်တုံးဆန်ကြီးရွာမှာမတ်လ6ရက်နေ့ကဒီချင်းလန်းကောင်စီပေါ့နော်ချင်းလန်းကောင်စီအဖွဲ့ရဲ့ PDF တွေပါပဲ။ဆိုမီအဖွဲ့ပေါ့ ZR ရဲ့အဖွဲ့ရဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရတယ်။ တော့ချင်းလန်းကောင်စီစီကအဖွဲ့တွေကိုဇူမီကဖမ်းဆီးသွားတာဒီလေရှိတယ်လို့သိရတယ်။ချင်းပြည်အချောင်းကတော့ချင်းနေပို့တိမှာပေါ့။အဲ့တော့ချင်းအချောင်းကတော့မအားချင်းတော့ဘာလို့ဆိုတော့ချင်းဆိုတာအဲ့လိုမျိုး Federal တွေ Democracy တွေတွားလုပ်လို့ရတာမို့။ तू ကအာရှေးရိုးဆွဲဆန်နဲ့ကို့ရွှေမျိုးနဲ့ကို့အတိုင်းဝိုင်းနဲ့ကို့ကို့ဒေသဥပဒေနဲ့ကို့နေတာတော်ရင်ဥပဒေနဲ့နေတဲ့သဘောမျိုး။အဲ့တော့အဲ့ဒီကိစ္စတွေကနည်းနည်းဇာအနောက်ပါတယ်။အဲ့တော့ချင်းမှာလူတွေဘယ်လိုစုပြီးတော့ဘယ်လိုတိုက်ဖို့ဘယ်လိုလုပ်တယ်ဆိုတာ ညီလဲခဏပဲကို့မျိုးကို့ဆွေထိလာတယ်ဆိုလို့ရှိရင်ချင်းပြည်နယ်ကနည်းနည်းတော့ခက်ခဲတဲ့ပြည်နယ်ဖြစ်ပါတယ်နောက်တဲ့တဲ့ဘုတ်ကတော့ကျွန်တော်တို့ချင်းပြည်နယ်ဖားကတ်မြို့နယ်ထဲမှာရှိတဲ့ KIA စကန်လေးတနိုင်းမြို့နယ်ထဲမှာရှိတဲ့ KIA စကန်လေးကိုတက်တဲ့ဝါရဆုပ်ဗီဒူစစ်အဖွဲ့တွေအခုဆိုရင်ထိုးစစ်စင်တိုက်ခိုက်နေတယ်လို့သိရတယ်အချို့စကန်လေးဒါဝင်ရောက်တင်းစီတယ်တင်းစီပြီးတော့ဒါလက်နက်ခရရနေပါတင်းစီသွားပြီးတော့စကန်လေးမိရှို့ပြီးထားခဲ့တယ်လို့သိရတယ် ဆိုတော့သူတို့ဘက်ကထိခိုက်တည်ဆုံးတဲ့အခြေအနေကိုတော့တစုံတရာထုတ်ဖော်ထားတာတော့မရှိဘူးပေါ့နော်အဲ့ဒီနေ့ရှင်းရမယ့်ကိစ္စကတော့เนาะဒီပြပရောက်နေတဲ့မီဒီယာအချို့အဆက်ရှိဖို့ကိစ္စကိုလည်းကျွန်တော်ထည့်ရှင်းအောင်ပါအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အရင်ရက်က drone footage တခုထွက်လာတယ်အဲ့ဒါကဒီစစ်တွေမြို့နယ်ထဲမှာရှိတဲ့ဝါဘူရွာဝါဘူရွာထဲမှာအေအေကဒီဘန်ကာတွေလှုပ်ထားတယ်ပေါ့နော်အဲ့ဒီဘန်ကာတွေကိုအပေါ်ကနေတိုက်ခတ်တွေအုပ်ထားတယ် ပြီးတော့ဒီ drone ကတ်တွေဘာတွေကိုပါတိုက်ခတ်တွေနဲ့အုပ်ထားတာကျွန်တော်တို့ကဒီဗီဒီယိုထဲမှာမြင်နေတာပဲယောဒါပေမဲ့အဲ့ဒီမြင်နေတဲ့ drone ကတ်တွေကိုတကဒီ drop bone တွေကျဲပြီးတော့ဖြတ်စည်းတယ်ပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့မှာခဲရန်တင်တဲ့ပစ္စည်းကားတွေဘာညာအဲ့လိုမျိုးရှိတာပေါ့ဘန်ကာတွေလည်းရှိတယ်ခဲရန်တွေတူတော်လာတဲ့ဟာတွေဆိုတော့ drone ကတ်ကိုချခွဲတယ်ဘန်ကာကိုခွဲတယ်ခွဲတဲ့အချိန်မှာအဆင့်ဆင့်ဘုံတွေပါတယ်ထဲမှာရှိတာထားပေါက်မှာပေါ့ထားပေါက်တော့မီးလောင်တာ နော်အဲ့ဒီနေရာတွေအကုန်လုံးကွယ်ပြဲအကုန်လုံးမီးတွေလောင်ပျက်စီးမပြောချင်တာအဲ့ဒီမှာဘာဘလို့ရေးကြလဲဆိုတော့စစ်တွေမြို့နယ်တွေကနေအိမ်တွေဟိုတဲ့စစ်တပ်ဒီဒုံးမှုညောက်နေအိမ်များပျက်စီးတယ်ဘာကြောင့်အဲ့ဒီအိမ်တွေကြားထဲမှာအဲ့ဒီဒရုန်းကြံပါးတွေခုနကတော့ဘန်ကာတွေသွားလုတာလေကွေးနဲ့မှသွားလို့တော်ထဲမှာလုလေစစ်တပ်ကတော့သူ့ကိုတိုက်ခိုက်မဲ့အရာတွေရှိတဲ့နေရာကိုသူကချီမုံးမှာပဲသူတို့ကိုယ်တိုင်လည်းစစ်တပ်ကဘယ်နားမှာရှိကြည့်သူတို့ drop ဘုံးတွေချခဲ့တယ် short တိုက်တုံးတွေပြစ်ခဲ့တယ်မဟုတ်ဘူးလား ဲ့တော့စစ်တပ်ကလုပ်ရင်မတရားဘူးလားသူတို့လုံးမတရားရလားဒီလိုလိုပြောရတော့မယ်နော်နောက်ထပ်လည်းအဲ့လိုပဲမီဒီယာတွေနော်ဒီမှာကတော့ပါရဲ့ဟိုကိုတက်ဟိုဝါကြီးတက်ကြီးတဲ့သူတွေရှိနေတယ်မီဒီယာတွေရေးသားချက်ဒီချောင်းဦး PDF ကပြစ်ခတ်တက်ဖြတ်လိုက်တဲ့သုံးကိစ္စမနေ့ကျွန်တော်တင်ထားပြီးတယ်။တာမီနှစ်ယောက်ကိစ္စအဲ့ဒီတာမီကိုတိုင်လည်း PDF ထောက်ပံ့တဲ့သူတွေပဲကျွန်တော်သိတယ်။နော်ကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်တို့ကသူ့ကို ဒီလိုတည်သွားတဲ့အချိန်မှာတို့အပြစ်တက်ခံလိုက်ရတဲ့အချိန်မှာကျွန်တော်တို့က PDF ထောက်ပံ့တဲ့သူမျိုးလို့ခွဲခြားပြီးကျွန်တော်မပြောဒါတို့ကိုယ်တိုင်ပြိုးခဲ့တဲ့အစိတ်ပြင်မဲ့တို့ခံရတာပဲဒါပေမဲ့ကျွန်တော်မပြောဒါပေမဲ့ဘာပြောချင်တာလဲဆိုတော့ဒီလမ်းပိုင်းမဟုတ်တက်ပြစ်တာတို့ဆိုတာကျွန်တော်တည်င်းမှကြီးညာဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီလိုလေညာရေးသားနေတဲ့ပြပရောက် DBB တဲ့ပြောမှာ DBB ကရေးသားတာဘာလို့ဆိုတော့အဲ့ဒီလမ်းပေါ်မှာသွားနေတဲ့ကောင်းငင်ရံကားကိုဘေးကနေတနက်ပြစ်ထားတာ နော်အရှိမှန်တက်တက်သနနဲ့ပြည့်တယ်မနေ့ကကျွန်တော်ရုပ်တံထဲမှာထည့်ပြောတယ် driver seat နေရာတွေဒီရင်နောက်လိုက် seat နေရာတွေမှာကွဲနေတဲ့ဟာတွေရှိတယ်မိုင်းကွဲထားတာတွေတနက်ပြစ်ထည့်ထားတာတွေရှိတယ်နော်အဲ့ဒီလူတွေကားပေါ့မှာမှန်နေစုပ်ပြတ်တောင်းခါတဲ့ဘေးမှာလည်းတနက်ပေါက်ရတယ်ကြီပေါက်ရတယ်နဲ့အဲ့တော့အဲ့ဒါကိုဘလူကြီးလဲဆိုတော့အဲချောင်းဦးပီဒီအန်နဲ့တက်နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာတက်ကဒီစက်တက်လီတီနဲ့ ဘုံကျဲလိုက်တဲ့အချိန်မှာအဲ့ဒီသားမိသုံးဦးတည်ဆုံးအဲ့ဒီပုံစံမျိုးရေးထားတယ်ကဲဘယ်တော့အချက်မရှိလဲတရင်ရေးတာတကယ်ဆိုတော့မလုတဲ့နဲ့မရေးတဲ့နဲ့စကားမပြောတဲ့နဲ့ကိစ္စမရေးတဲ့နဲ့ကိစ္စကိုမီဒီယာဂုံတိတ်ခါကိုရဲ့အချိန်ဝါနဲ့ဘလူတော်လင်ရက်တာလေလို့ပြောချင်တာတတိယမို့ဘလူတော်လင်ပြီးတော့တင်ဆက်ရက်ရတာလေပြီးသူအစိတ်ဘလူခက်ရက်တာလေကျွန်တော်မေးချင်တာဆက်ရှိလက်ရှိပြောအထက်တော်ဆိုးသွားမှာနောက်တတိယဘုကတော့ကျွန်တော်တို့ဒီ တောင်ခန်းပေါ့နော်တောင်ခန်းကအခုဆိုလို့ရှိရင်ဒါအဆင်ပြေပါပြီအဲတောင်ခန်းကမနေ့ကဒါတောင်ခန်းမှာရှိနေတဲ့လူတွေတင်ထားချက်အရာတော့အဲတောင်ခန်းမှာရွှေရောင်ပြန်ကုန်းဒါတက်ကထပ်သိမ်းလိုက်ပြန်ပြီအဆင်ပြေတဲ့သဘောပေါ့နော်တောင်ခန်းကတော့အဆင်ပြေတဲ့သဘောပေါ့အဲတော့အခုတော်တော်များများတိုက်ပွဲတွေမှာဒီပလောင်နဲ့ PDF တွေကဒါစတိုက်တာနဲ့ ပြီးတော့တာပဲတဲ့အရင်လိုခံတိုက်တာမျိုးဘာညာမရှိတော့ဘူးပေါ့နော်အဲ့တော့မူရစ်ဆေးပဲကုံသွားလို့လာပါလားတော့မသိဘူးပေါ့နော်ဆိုတော့နောက်ဒီရခိုင်တည်င်းနေပြီးလာတဲ့နေရာမှာတော်တော်လေးရခိုင်လူမျိုးတွေကပဲပြီးလာတာရှိတယ်ပေါ့နော်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာပေါ့ရခိုင်ပြည်နယ်မြောက်ပိုင်းမောင်တော်တို့ဘူးကြီးတော်တို့ဒေသမှာအခု A ကလူသစ်တွေစုဆောင်နေတာအဲတောက်လျှောက်ဆိုသလိုဖြစ်နေတယ်နေ့တိုင်းဆိုသလိုဖြစ်နေတဲ့ခါကျတော့ဒေသခံပြည်သူတွေကြောက်လန့်နေရတယ်ဆိုတဲ့အကြောင်းပြောပါတယ်ဆိုတော့ကျွန်တော်လည်းမတတ်နိုင် နော်ကျွန်တော်တို့မတက်နိုင်ဆိုတက်လည်းမတက်နိုင်ဘာလို့အခုချိန်မှာအဲ့နေရာမှာနေမီစိုးမှုမှုလုံးဝမရှိဘူးလေဘလို့မှလုတ်ပေးနိုင်တဲ့အနေထားရှိမနေဘူးပေါ့နော်အဲ့တော့လေအဆင်မပြေဘူးလို့ပဲပြောပါရစေနော်အဲ့တော့မရှိရင်တော့ဟိုအဆင်မပြေရင်နေလို့ထိုင်လို့မှမကောင်းရင်တော့နေရဆွခွာကြပါလို့ပဲပြောချင်ပါတယ်အဲ့လိုမှမရဘူးဆိုရင်ကိုယ့်လူမျိုးချင်းတော့မှအခုလိုမျိုးဒီစစ်တင်တဲ့ရက်တူတက်ခိုင်းပြီးတော့အခြေတန်းထွက်ပြီးတော့ တိုက်ခိုင်းနေတာတော့ကျွန်တော်ပြောချင်တာတော့ရှင်းရှင်းလေးနံပါတ်1 6နေနံပါတ်2မရရင်တော့နေရင်ဆုံးခွာလိုက်ပါเนาะဆိုတော့ကျွန်တော်ဒီနေ့ကတော့ဒါအပိတ်လေးမှာကျွန်တော်နည်းနည်းပြောချင်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အခုဆိုရင်ရန်ကုန်နေပြီးတော့နေပြီးတော့မန္တလေးအမြန်ရထားပါဘောเนาะအထူးရထားတွေဒီရက်မြူဒီဇယ်လျှက်စရထားတွေစတင်ပြေးဆွဲနေပြီရထားတွေရဲ့အချိန်နှုန်းကတရာကျော်ပါတယ်အဲ့တော့ရထားနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြရစီ ကျွမ်းကျင်လို့တော့မဟုတ်ဘူး။နံပါတ်1ပြောချင်တာကတော့ဒီယထားဖြတ်သွားတဲ့နေရာမှာမြို့ရွာတွေကိုဖြတ်သွားတာရှိပါတယ်။အဲ့တော့ကျွန်တော်သိရသလောက်ပေါ့နော် information ရှိသလောက်ကတော့အချို့မြို့ရွာတွေမှာဒီ priority alike ပေါ့ဒီယထားလမ်းကိုကာရံမှုစူးစမ်းနေတယ်။အထူးသဖြင့်တော့ဒီနွားဖြတ်ပြေးတာတွေအခုနောက်တော့အတင်းဆိုင်ကယ်ဖြတ်ပေါင်းတာတွေကားဖြတ်ပေါင်းတာတွေကိုကာကွယ်ဖို့အတွက်စူးစမ်းနေတယ်။နော်တချို့နေရာတွေကဒီယထားလမ်းဘိတ်မရှိဘဲနဲ့ဒီတိုင်း အရက်ဖက်လိုမျိုးလမ်းတွေဖြတ်မောင်းနေတာရှိတယ်ပေါ့ကျွန်တော်ပြောချင်တာကလေဒီမျက်နှုံးမြင့်ရထားတွေကယထာလမ်းကြံ့ခိုင်မှုတော့အရေးကြီးပါတယ်အဲ့တော့ယထာလမ်းကိုဒီလိုတွေဖို့ပြီးတော့ဟိုဘက်ဒီဘက်ဆိုင်ငယ်ဖြတ်ကူးဖို့လုပ်တာတွေမလုပ်ပါနဲ့နောက်ပြီးလို့ရှိရင်ယထာဝေးပါသေးတယ်ဆိုပြီးတော့အတင်းဖြတ်ကူးဖို့တွေမလုပ်ပါနဲ့ဆိုတော့တန်တန်ယူကီလို100နှုန်းလောက်မောင်းနေတဲ့ယထာတစည်းရဲ့အချိန်နှုန်းကဒါမြန်ပါတယ်အဲ့တော့ကိုမြင်လိုက်တဲ့အချိန်မှာဝီကင်းလဲဆိုကိုနာရောက်လာပြီးကိုကတိုက်ချသွားမှဖြစ်ပါတယ်အဲ့တော့ တတိလက်လုံးမလုပ်ကြပါနဲ့ဟုတ်ပြီယထာလန်းနေရဲ့ကြက်ခံရင်နော်အဲ့ဒီပုံမှာဟိုမလူလားအပန်နဲ့လမ်းနေဖောက်တာတွေပါရေမလုပ်ပါနဲ့ဒီအချိန်နှုန်းနဲ့ယထာတွဲချော်လို့ရှိရင်ယထာမှာပါလာတဲ့အသက်ပေါင်းများစွာနော်ထိခိုက်ဆုံးရှုံးရပါလိမ့်မယ်နောက်ပြီးလို့ရှိရင်ဒီယထာတွေနဲ့ပတ်သက်ပြောမှာဆိုယထာအစ်စ်တွေတော်တော်ဝတ်တယ်ကျွန်တော်တို့ယထာစီးဖို့ကျွန်တော်တွေးနေဆိုတော့ ဒီဒီရမြေထားတွေဆိုလို့ရှိရင်ခုံတွေကလည်းစနစ်တကျဖြူလေးတွေဆွတ်ထားပြီးအပြာလေးတွေဆွတ်ထားပြီးတယ်နော်နိုင်ငံတော်ဘက်ကနေပြီးတော့အတတ်နိုင်ဆုံးဖြည့်ဆည်းပြီးနေယထာရှုံးတယ်ကျွန်တော်သိတယ်နော်အစောတော့လည်းကျွန်တော်ပြောဘူးတယ်ယထာရှုံးတယ်ယထာပြေးဆွေးရတာအဲ့တော့တက်ဆိုင်ရဇင်းနှုံးလေးတွေမြင့်တက်လာမယ်နော်ဒီစီးကလေးတွေမြင့်တက်လာမယ်ဒါကတော့ပြေးနိုင်တယ်နော်ဒါပေမဲ့ထထိုက်တဲ့နံစီးရဆိုပြေးနိုင်တယ်အခုဆိုရင်ယထာခုံမှုအယထာတွေကနော်အတန်လည်းတအားမကြည့်ဘူး right တော်တော်လေးကောင်းတယ်ကင်းတယ်ပေါ့နော်အဲ့တော့ဒီယထာတွေကိုစီကန်းရှိပါနော်ယထာတွေကိုထိမ့်သိမ်းပါ เนาะကျွန်တော်တို့အဲ့ပေါ်မှာရှိတဲ့ထိုင်ကုန်လေးပြီးလို့ချင်းအမိုက်တွေစနစ်တကျပြစ်ဖို့အတွက်ဒီရထားအတက်ဆင်ပြီးမှအမိုက်ပုံးလေးတွေလည်းမြုပ်ထည့်ထားပြပါတယ်။နောက်ပြီးလို့ချင်းဘေးစင်တွေပါလေးစနစ်တကျတော့အောင်ပါနော်တန်းစင်ကန်နေပါလေအရင်လိုနန်းနန်းဆောဆောမဟုတ်ဘူးစနစ်တကျလုပ်ထားပြတာဖြစ်တဲ့အတွက်စနစ်တကျသုံးဆွဲဘူးလို့လေအာအဓိကအနှစ်ချုပ်ပြောချင်တာကတော့ဟိုနိုင်ငံတော်ဘက်ကအကုန်ချခံပြီးတော့ဘယ်ဆိုးရတက်တက်ပဲပြနော်ကျွန်တော်ပြောဘယ်ဆိုးရလက်ထက်ကပဲဝယ်ဝယ်အကုန်ချခံပြီးဝယ်ထားတဲ့ပစ္စည်းမှန်များကိုပစ္စည်းလိုသဘောထားပြီးတော့ရိုးရိုးတည်တည်နဲ့သုံးဆွဲကြဖို့လို့လေအဲ့တော့ခုနကတော့အဲ့လိုမျိုး ဒီရေစီကန်လန်စီကန်မနော်ယထားလဲအဲ့တိုင်းပဲယထားလမ်းမို့ပေါက်ကရတက်လောက်တာတွေယခါလမ်းမို့ကခဲတွေသွားယူပြီးတော့အိမ်ချန်နဲ့ထဲ့တာတွေမလုပ်ကြပါနဲ့ဒါကယထားအတွက်အန္တရာယ်ရှိပါတယ်အအဆုံးသက်ပြောချင်တာကတော့ယထားလမ်းကို မိုင်းခွဲတဲ့အဲဘယ်လိုပြောရမလဲနော်ဟိုလူရန်ကလူယုံမာများမလုပ်ကြပါနဲ့ယထားပေါ်စီးလာတဲ့သူတွေအကုန်လုံးကနော်ဟိုအပြစ်ကင်းတဲ့ပြည်သူတွေဖြစ်ပါတယ် တော်လန်ကြီးတွေမတော်လန်ကြီးတွေသူတို့နားမလဲပါဘူးသူတို့လူရခကြီးကိုမိဘကျမ်းမိုင်မကောင်းလို့ပြန်ရတာလက်ရှိမယ်နော်ဟိုစာသွားတင်မှုသွားရတာလက်ရှိမယ်နီးမျိုးမျိုးကြောက်ပေါ့ကိုအခြေအနေကသွားနေရတဲ့ပြည်သူတွေဖြစ်တယ်နော်လူကြီးမင်းတို့ရန်သူတွေမဟုတ်ပါဘူးအဲ့အတွက်မရန်ကားမယုံမှကြဖို့ပြောချင်ပါတယ်တော့ဒီနေ့အတွက်တတိယနေရာတော့ဒီလောက်ပါပဲချစ်ရှူအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အဲ့တော့ဒီနေ့ကတော့ရုံးပိတ်ရဖြစ်တဲ့အတွက် အာအေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့မေတ္တာပို့ဆောင်ပါတယ်ချစ်ရှုအပ်ပေးတဲ့သူအားလုံးကိုကျေးဇူးအထူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ERP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 480 398ကိုဒတိုက်ရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲရမလို့ပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကုညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကုညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ